အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်တင်ထားလာမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လေးရတော့ကာချုပ်ကြီးကိုအင်တာဘူကနေဖန်ဝရန်ထုတ်ပေးမယ်ဘာကြောင့်ဖန်လို့မရတာလဲဆိုတော့ကိုပြောပြလာတဲ့စီတလုံးမောင်ဖုံးရဲ့ရုပ်သံမျိုးဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဗီဒီယိုဖိုင်ထဲမှာစီတလုံးမောင်ဖုံးကအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘာတွေဘလို့ရှင်းပြပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တင်ထားလာမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တက်နေတဲ့အချိန်ကာလတော့ခဏဖမ်းမယ်လို့ထင်တယ်ဖမ်းမှုပြဖမ်းမှုဖမ်းရမျိုးစောင့်ကြည့်ဘာဖြစ်လို့အဲ့ဒါဘောမဖမ်းတာလဲဆိုတော့ Ranger အတန်းဝိုင်းနေတရားစွဲဆိုထားတဲ့အချိန်တုန်းကတကယ့်နိုင်ငံအကြီးကြီးတွေမပါဘူးနိုင်ငံကြီးတွေမပါဘူးတကယ်လို့ဒီနေရာမှာအမေရိကန်နိုင်ငံပါခဲ့မယ်ဆိုလို့ရှင်တော့ရတယ်အဲ့ဒါဆိုတော့တေချာပေါက်ဖမ်းပါဒါပေမဲ့အမေရိကန်မပါဘူးအမေရိကန်မပါတဲ့အတွက်ဒါဟာတိုက်ထည့်ပြီးတော့မှဒီတရားစွဲဆိုမှုကလင်းနေမှုမရှိဘူးလို့ကျွန်တော်တို့ကတိုက်တာလို့ရတယ် ပြီးတော့နောက်တစ်ခုကတရားစွဲဆိုမှုလင်းနေမှုမရှိဘူးဆိုတာကဘာကြောင့်လင်းနေမှုရှိရလဲဆိုတော့သူစွဲဆိုစွဲချစ်တီကလင်းနေမှုမရှိတာလင်းနေမှုမရှိတဲ့အတွက်ရင်ဂျာအတိုင်းဝိုင်းအနေနဲ့မဲအောင်လိုင်းကိုတရားစွဲဖမ်းဆီးဖို့ဆိုတာမဖြစ်နိုင်ဘူးမဲအောင်လိုင်းတန်းမကောက်ဘူးပြတခြားဘယ်ခေါင်းဆောင်မဆိုသူတို့တရားစွဲဖမ်းဆီးဖို့ကလုံးဝမဖြစ်နိုင်ဘူးဒါအာဖြစ်နိုင်တာတခုလို့ရှိရအဲ့ဒါဘယ်တော့လဲဆိုတော့သူများတွေစွဲပြီးလို့ဥပမာအင်ဂျီယာစွဲတာမျိုးတို့တိုင်းသားပြရောဖမ်းချုပ်ပြီးတဲ့အချိန်ကာလနော်နောက်ပိုင်းကြာမှာပဲသူတို့အနေနဲ့ဒါတွေကိုတရားစွဲဆိုစီရင်ချလို့ရမယ်ဗျာ အခုလိုအချိန်ကာမျိုးမှာတော့ဒီ Ranger တိုက်ဝိုင်းဘက်ကနေဆွဲဆွထားတဲ့အကြီးအားကိုးနေပြီးတော့ကျွန်တော်တို့ကမင်းအောင်လိုက်ဖမ်းမယ်လို့ဖမ်းမယ်မထင်နဲ့လုံးဝတရားရခိုင်တော့ဖမ်းပါဘူးတရားခိုင်တော့ဖမ်းမင်းဝင်စောင့်ကြည့်ပါဘာဖြစ်လို့လဲကျွန်တော်ထပ်ပြောမယ်သူတို့ဆွဲချစ်တင်ထားတဲ့အမှုဒီပေါ်တယ်သူတို့ရဲ့ဆွဲချစ်ဒီတုံးခုပဲဂျုံဝင်တယ်သူတို့ဆွဲချစ်တင်ထားတာများတယ်ဒါပေမဲ့တကယ်တကယ်တမ်းအစီဂျင်မှာတရားဆွဲဆိုလို့ရတာကတုံးချစ်ပဲရှိတဲ့အချက်ကအဲ့ဒါတော့အရန်ပေါ်နေတဲ့အချက်တွေဖြစ်တယ်ဆိုတော့ပထမဦးဆုံးဟာ Ranger လူမျိုးတွေကိုတက်ဖြတ်မှုနဲ့ တ်အကျူးလွန်ခဲ့တဲ့သူတွေကိုနော်အပြစ်ပေးရေးယူတဲ့နေရာမှာမလုပ်ခဲ့လို့နော်ရေးယူခြင်းအရေးယူဆောင်ခြင်းမလုပ်လို့အဲ့ဒါကိုတောင်းဆိုတာတခုပြီးတော့နောက်တစ်ခုကသူတို့ကိုလူမျိုးအဖြစ်နဲ့တတ်မှတ်ပေးဖို့တခုပြီးတော့နောက်တစ်ခုကသူတို့ကိုအာနိုင်ငံအတွင်းမှာတွာလာခွန့်လွတ်လပ်လပ်နော်အများပြည်သူနဲ့အတူတူပြဖို့ဒီသုံးချက်ပဲအရန်ပေါ်ပါလေအရန်ပေါ်ပါလေဒါဟာ ICJ ကရှင့်နေတဲ့နေရာတောင်မှာအုံနောက်မရှိလို့ဒီအမှုကိုလက်ခံတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် ဖြစ်လဲဆိုတော့အမှုကတားပေါ့တယ်ဗျနော်အမှုကတားပေါ့တယ်ရွန်ဂျာလူမျိုးစုံတက်ဖြတ်အောင်စစ်ကောင်စီမှာကရွန်ဂျာလူမျိုးတွေကိုယ်တိုင်ကစစ်မှုထမ်းနေကြတာလေနော်ပြီးတော့နောက်တစ်ခုကရွန်ဂျာလူမျိုးတွေကမြန်မာနိုင်ငံရဲ့ပြည်နယ်တိုက်စစ်လေးခုမှာတော်လာနေထိုင်ကြတယ်နောက်တစ်ခုကကျွန်တော်တို့ရွန်ဂျာလူမျိုးတွေတက်သွားတဲ့အာတူရီကိုအပြစ်ပေးအရေးယူတဲ့နေရာမှာဆောင်ရွက်မှုမရှိတာကကျွန်တော်တို့ကဒါကိုအပြစ်ပေးရေးယူဆောင်ရွက်လို့ရတယ် စစ်တပ်အနေနဲ့ဟုတ်ပြီဘယ်သူတွေလဲအဲကျွလွန်တဲ့သူတွေမင်းတို့အတက်တွေထောက်ထားပြအဲ့လူတွေငါတို့ချင်းချင်းဖက်စီရေးယူဆောင်ရွက်ပေးမယ်မင်းတို့ ICJO အပ်မယ်ဆိုဒီမူကပြီးသွားပြီဗျပြီးသွားပြီဆိုတော့အားလုံးကိုရှုတော့ဒေါင်းကနေကြည့်မယ်ဆိုရင်ကျွန်တော်ဘယ်လိုက်ပြောရမှာမဟုတ်ဘူးเนาะကျွန်တော်ပြောချင်တာကအာစစ်တပ်ကနေမှကျွန်တော်ကာပါပြောရမှာမဟုတ်ဘူးဖြစ်နိုင်ချေရှိတော့ကျွန်တော်ပြောပြတာပြင်ဆင်တတ်ဖို့ပြင်ဆင်ကြဖို့စွဲချက်တွေကိုမပေါ့ရုပ်ဘူးကျွန်တော်ပြောချင်တာဆိုတော့ပေါ့ရုပ်လုံးနဲ့ခုကကဆိုတော့စက်ကောင်စီနေနဲ့အဲ့အချက်၃ချက်ကိုခေါင်းရှောင်လို့ရတယ် ထောက်ပြလို့ရတယ်မိမောင်ထိုးပြလို့ရတယ်ဆိုတော့ခုနကတော့သူတို့လူမျိုးမတက်မတ်ဘူးဆိုလို့ရှိရင်လည်းသူတို့စစ်တပ်ထဲမှာကရွန်ဂျာလူမျိုးတွေကိုစစ်ကူထမ်းခိုင်းထားပြီးပြီလေနော်တကအဒီပြည်နဲ့တိုင်းမှာကရွန်ဂျာလူမျိုးတွေရှိနေတဲ့အခါကျတော့ဒီရွန်ဂျာလူမျိုးတွေဆွဲထုတ်ပြလို့ရတယ်ဗျာသူတို့ကပြီးတော့နောက်တစ်ခုကအဲ့ဒီရွန်ဂျာလူမျိုးတွေကိုတတ်တဲ့ကျွလွန်တဲ့သူတွေကိုထုတ်ပြဖမ်းဆီးရေးရွာမယ်ဆိုလို့ရှိရင်ထုတ်ပြပြီးပို့ခင်ဗျားတို့ဘက်ကတောင်းဆိုလာခဲ့ခင်ဗျားဘက်ကထုတ်ပြနေရမယ်အဲ့ဒီမှာတစ်ချက်ခင်ဗျားတို့ညှိသွားပြီအမှန်တရားဆွဲရဆိုတာကိုယ့်ဘက်ကိုပြန်တဲ့မှာ အမှုကမလဲအောင်တရားစွဲရတယ်အခုအားခင်ဗျားတို့ကကိုယ့်ဘက်ကိုလဲမဲ့အမှုကိုခင်ဗျားတို့ကစွဲချက်တင်ထားဖြစ်တဲ့အတွက်ခင်ဗျားတို့အခု ICJ ကနေမှ parent ထုတ်မဲ့ကိစ္စလုံးဝတရားရခိုင်လို့ဖတ်မအောင်မျိုးစောက်ကြည့်ပါလုံးဝမဖတ်မအောင်နော်တကယ်လို့အဲ့ Ranger လူမျိုးသွတ်တက်ဖြတ်မှုနဲ့ genocide ကိုတရားဆွဲထားမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့သူများဖမ်းပြီးတဲ့နောက်ပိုင်းကျမှခင်ဗျားတို့တရားစီရင်လို့ရမယ်တရားဆွဲလို့ရမယ်ဒါတော့ပဲရမယ်ခင်ဗျားတို့အခုနေချိန်မှာတော့ဒါကြီးကလောကကောင်းထဲဖို့နေမှာမဟုတ်ဘူးဒါတော့ဒီညမှာကျွန်တော်ပြောဒီတော့နေပဲကျွန်တော်တခိုင်းရမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ ထိုင်းနိုင်ငံမှာမင်းအောင်လိုက်တောင်းနေတဲ့ကိစ္စဒီအစည်းအဝေးတက်နေတဲ့ကိစ္စကကျွန်တော်တို့ကရှင်းပါတယ်ထိုင်းပြည်သူလူထုကမင်းအောင်လိုက်လာတဲ့ခါကျမှဆန္ဒပြတာအရင်တော့ကြပါတယ်နော်အကူကြီးပြဒီမင်းအောင်လိုက်ကိုမကြိုက်လို့ဆန္ဒထုတ်ပေါ်တဲ့သူတွေအားလုံးထိုင်းပြည်သူတွေရောမြန်မာနိုင်ငံသားတွေရောအားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့လည်းအဲ့လိုဖြစ်စီရင်ဒါပေမဲ့အရင်တော့ကြသွားတယ်ကွနော်အရင်တော့ကြသွားတယ်ဆိုတော့မင်းအောင်လိုက်လာမယ်ဆိုတာကို ထိုက်ဆိုရကြင်ညာထားပြီးသားကြင်ညာတဲ့အချိန်လေးကဆန်တပ်ပြခဲ့ကြရမှာလုတ်ခဲ့ကြရမှာဒါပေမဲ့အရင်နောက်ကျသွားပြီမဲအောင်လိုင်းရောက်မှလုတ်လို့ရတော့ဒါကလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပေါ့နော်ဘလောက်ပဲလုတ်လို့လူပဲပြန်မဲမဲမောပဲမောမဲအရာတွန်းမှမဟုတ်ပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဘာလဲဆိုတော့မဲအောင်လိုင်းတိသွားတာပေါ့ဗျာနော်မဲအောင်လိုင်းကိုဆောက်ရှက်ခွဲတယ်လို့ဖြစ်သွားတာပေါ့နော်အဲအဲအဲ့ဒါလေးတခုတော့ရလကောင်းထွက်သွားတာကျွန်တော်အားလုံးကတော့ဘာမှမပြောလဲလို့မရပါဘူးဆိုတော့အခုကျွန်တော်တို့ကဘာဘာတွေလုတ်တယ်လဲဆိုပြီးရှင်နိုင်ငံကရောက်နေမြန်မာနိုင်ငံဓာတ်ဒီအနေနဲ့နော်ကျွန်တော်တို့ဒီကိုရောက်တဲ့နိုင်ငံတွေမှာရောက်တဲ့ ကိုရတဲ့နိုင်ငံမှာအဲ့နိုင်ငံသားတွေကိုစီးအောင်တက်ပြီးတော့မှအဲ့နိုင်ငံသားတွေနဲ့ကျွန်တော်တို့အခုလက်ရှိသွားနေတဲ့အာဒီကေဇယ်ကြီးအဖွဲ့တွေလူတန်းခဲ့တဲ့လူပဲပစ္စည်းတွေဟိုးနော်ကျွန်တော်တို့ဒီအာတကယ်ငလင်းခံစားရတဲ့သူတွေစီမှာတကယ်ပဲရောက်အောင်ကျွန်တော်တို့စပီအောင်လုပ်ဖို့အတွက်ဆော့ဖို့အတွက်ဆန္ဒထုတ်ဖို့အတွက်လုပ်မယ်ဆိုလို့ရှိရင်တော့ပိုတဲ့အိမ်မှာထိရောက်လာနိုင်တယ်ပေါ့နော်အဲ့ဒါဘာကြောင့်မို့ပိုတဲ့ထိရောက်လာနိုင်လဲဆိုတော့နိုင်ငံတကာကောင်းဆောင်တဲ့ဓာတ်တွေသိလာကြမယ်မြင်လာကြမယ်နောက်နိုင်ငံတကာကနေမှပေးအပ်ထားတဲ့ဒီအာလူပဲပစ္စည်းအားလုံးကိုကျွန်တော်တို့ ဟိုဒီကြီးကြီးနဲ့နိုင်ငံကောင်းဆောင်တွေထားပြီးတော့မှမဲအောင်လိုက်ပေါ်မှာဖီယာ pressure ပေးလာနိုင်တယ်ပေါ့နော်အဲ့ pressure ပေးလာတဲ့အပြင်ကိုမဲအောင်လိုက်ဘက်ကတကယ်လို့ဓာတ်တွေကိုပြန်မပေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်အဲတခုရလက်ကောင်းထွက်လာနိုင်တာကတော်လိုင်းအရသူဘက်ကိုနော်နိုင်ငံတကာအတိုင်းဝိုင်းကတော်ဝိုက်ချိန်မှာရောက်လာနိုင်တယ်ပြီးတော့နိုင်ငံတကာတိုင်းဝိုင်းရဲ့အကူအညီပံ့ပိုးမှုတွေကိုတော်လိုင်းအရသူတွေရရှိလာနိုင်တယ်ပေါ့နော်အဲအဲ့ဒါကိုကျွန်တော်တို့တိထားဖို့လိုတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေကကိုရောက်တဲ့နိုင်ငံတွေမှာ အဲ့နိုင်ငံသားတွေနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဒီစပီယောလုပ်နိုင်မယ်ဆိုရင်ပူထိတ်မှထီအောင်မယ်ပူထိတ်မှကောင်းမယ်ပေါ့နော်ပူထိတ်မှကောင်းမယ်အာနောက်တစ်ခုရှိတာကကျွန်တော်တို့အခုလက်ရှိဒါမဲအွန်လိုင်းတို့စက်ကောင်စီဘက်ကအာဘလော့ရီညံဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်သူတွေမင်းဒန်ထိထားတဲ့ပြည်သူတွေလမ်းမမှာအိတ်နေရတယ်အိတ်နေရတာတော့မှမောင်းထုတ်တယ်တကယ်ဆိုလို့ရှိရင်အစိုးရတည့်ဟာအစိုးရတည့်ဟာကျွန်တော်တို့အာပြည်သူလူထုဒုက္ခရောက်လာတယ်ဆိုလို့ရှိရင်နေစရာပေးရမယ်စားစရာပေးရမယ်နော်အော်ဘယ်နိုင်ငံမှာဆိုဒါတွေကမဲအစိုးရဆိုလုပ်ကြတယ်ဒါပေမဲ့ကျွန်တော်မဲအွန်လိုင်းကဒါမျိုးမလုပ်ဘူး လို့ခဲ့နေသူကစစ်ကိုပဲအဓိကထားပြီးတော့မှပူဇော်ပြီးဆောင်ရွက်နေရပါတော့ဒီတက်ပြတ်မှုတွေကိုပဲအဓိကထားတယ်မှာတကယ်လူ့ခွင့်ရေးကိုချုပ်ဖောက်တယ်ပြီးတော့မှပြောင်းတင်းဒါနိုင်ငံတကာအရှိတော်အရှခေါင်းဆောင်တွေရှိမှပို့လိုက်ပြောင်းပြောင်းတင်းတင်းများချုပ်ဖောက်လိုက်တယ်ဒါကိုနိုင်ငံတကာခေါင်းဆောင်တွေကတိတ်လူရှူထားကြတယ်ပေါ့နော်တိတ်လူရှူထားပေါ့တကယ်ဆိုလို့ရှိရင်အခုဒါအာကျွန်တော်တို့ဒီအထိုင်းမှာအစည်းအဝေးတက်နေတဲ့အချိန်မှာမဲအောင်လည်းကနော်သူပြောတာရှိပါတယ်စကားသုံးဝန်းပြောပါတယ်ပထမတစ်ခွန်းကသူကအာမပြစ်မနေဒီဒီသူတို့ ဒီအကြက်ဖွဲ့စီကိုမဖြစ်နေတူကစက်တန်ကအခုကန်သွားမယ်နော်တိုက်ထုတ်သွားမယ်သူတို့ပြောတယ်နောက်ဒုတိယတစ်ချက်ကတော့ရွှေအောက်ဘက်ကိုမဖြစ်နေသူတို့ထုတ်မယ်နော်ဒီငလင်းတဲ့ခံရတဲ့အချိန်ကာလမှာအပြက်ဒီရက်အပြက်အခက်ဒီကျဆဲပြီးတော့မှကျွန်တော်တို့ဒီအားလုံးပေါ့နော်အားလုံးညီညွတ်ညွတ်နဲ့စီစီလုံးလုံးနဲ့ငင်းချိုင်းကြီးကိုကျွန်တော်အကောင့်နဲ့ဖောက်မယ်ပေါ့မယ်ပေါ့ဗျာဒီလိုမျိုးစကားသုံးခုပြောသွားတယ်ပေါ့နော်ဒါရောင်ရစီလူသူစကားပြောတဲ့စကားလုံးတွေကအထိပ်ပဲဖြစ်ပြီးပေါ့နော်ခုနကတော့စကားသုံးခုမှတင့်နဲ့ တက်ကိုပြောသွားတာ ਨੇ နံပါတ်3 ਨੇ ကျတော့နောက်တော့အားလုံးအဆက်ညီမဖြစ်သွားဘူး။တစ်ခုနဲ့တစ်ခုကဒီတက်နဲ့3မှာတက်နဲ့3မှာဆက်ညီမဖြစ်ကြည့်တယ်။နောက်တစ်ခုနဲ့တစ်ခုအားလုံးဆက်ညီမဖြစ်ကြည့်တယ်။ဒါသူအပြောတွေကလုံးဝအာနိုင်ငံကတော့ဘောဆောင်နေတဲ့ရှစ်တော့အရှာဘောဆောင်နေတဲ့လက်ခံတွေကအကြောင်းရှိဘူး။တို့တော့လေဘာကြောင့်မို့လက်ခံတိုက်ပြီးတော့မှရှင်ုံတို့ပဲတို့တွေမဲအောင်လဲဒီနေ့ဒီချိန်ထိဘောမတို့ပဲ ਨੇ ဒီအစည်းအဝေးကိုပြီးမြောက်အောင်တက်ခံရတာလေ။ပြီးတော့ဒီအစည်းအဝေးကမြန်မာနိုင်ငံရဲ့ငလျင်ဘေးအတွက်အစည်းအဝေးလုပ်တာပေါ့ဗျ။အခုကဒီအစည်းအဝေးမှာ မေအွန်လိုင်းကမြန်မာနိုင်ငံရဲ့ငလျင်ကိစ္စအတွက်ပြန်လဲထူထောင်ရေးကာလအတွက်ဒါတွေပဲသူထုတ်ပြောတာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကခေါင်းဆောင်တွေကစောက်ယူနေလားပေါ့ကျွန်တော်တို့မေကွန်ထုတ်အောင်ပေါ့နော်အဲ့ဒီကခေါင်းဆောင်တွေစောက်ယူနေလားပေါ့ကျွန်တော်အဲ့ဒါမေကွန်ထုတ်အောင်ပေါ့နော်တကယ်ပါဆိုတော့ရတဲ့တရားလဲပါကျွန်တော်အလုပ်လုပ်တဲ့နေ့ထွက်ထွက်လာတာကဒုက္ခကျွန်တော်တို့ပြောချင်တာအဲ့လိုမျိုးအချိန်နဲ့တပြေးညီကျွန်တော်ပြောချင်တာစပြောက်လုပ်ချင်တာဒါနဲ့ရလိုက်တရားကျွန်တော်လုံးလုံးတဲ့ရင်းနေမှာပဲထွက်ထွက်လာတယ်နားရည်ရဲ့ဆိုရင်ရင်းနေတာရလိုက်တယ်ဆိုတော့ဖမ်းရတော့မဟုတ်ပါဘူးနော် ဖမ်းမှာတော့ ICJ လုံးဝဖမ်းလို့မရပါဘူးเนาะ Interpol လုံးဝဖမ်းလို့မရပါဘူးဖမ်းရင်အများကဝင်ဖမ်းလို့ရတာပဲဟုတ်တယ်မလားမဖမ်းရင်လို့ပေါ့เนาะသူက speed out လုပ်နေတာเนาะဖမ်းမှာလည်းဒါ Interpol ရဲ့ရှိတာပဲလေဖမ်းပေါ့ဟုတ်တယ်မလားအော်နောက်ဆုံး Interpol ရဲ့မပြောနဲ့ခင်ဗျာလေအော်ကျွန်တော်ဒီ UN UN တက်နေတော့ရှိနေတာရှင်းပြောကြည့်အကုန်လုံးရှိနေဗျာဖမ်းမှာဒါပေမဲ့ဘာကြောင့်မဖမ်းတာလဲဒီလိုပဲဗစက်ကနေပဲပြောတော့မှာလားပြီးတော့မှာပါနော်ဖမ်းလို့မရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့တို့တို့ဆွဲဆွဲထားတဲ့တရားဆွဲထားတဲ့နိုင်ငံတွေကနိုင်ငံကြီးတွေမပါဘူး။နောက်တဲ့ဆွဲထားတဲ့ဆွဲချက်တွေကရင်းပေါ့တယ်။နော်ဒါတွေက ဖက်စီလို့မရတဲ့ဆွဲချက်တွေဖြစ်တယ်ပေါ့နော်ဖက်စီလို့မရတဲ့ဆွဲချက်တွေဖြစ်တယ်ဆိုတော့သူတို့လူမျိုးသုံးတက်ဖြတ်အောင်လူလည်းလူမျိုးလည်းမတုံးခဲ့ဘူးပေါ့နော်အဲဆက်ကောင်စီဘက်ကဒီမှာပြန်ကားပါတော့ကြည့်မယ်ဆိုလို့လူမျိုးသုံးတက်ဖြတ်အောင်လည်းလူမျိုးကလည်းမတုံးခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူမျိုးမတုံးလို့ပဲသူတို့ဒီလူညာလူမျိုးတွေဆက်တက်တဲ့ဖြတ်ထားတယ်ဒါမျိုးတွေသူတို့ကကာပါလို့ပြရတယ်ဆိုတော့ကာပါလို့လို့ရတယ်သူတို့ဒါရီကဒီအမှုတွေကိုရှောင်သွားလို့ရတယ်ပေါ့နော်ဆိုတော့လုံးဝ ICJ လည်းပါအဲ့ဒါကိုသိတယ်နော်နိုင်ငံတကာကောင်းဆောင်လည်းဒါကိုသိတယ်ဒီလေကြောင့်လည်းပါဒီတရားစွဲမှုကိစ္စမှာဝင်ရောက်ကြတာပေါ့နော် ။အဲဒါပေမဲ့အူကြောင်ကြားနိုင်ငံလေးတွေဘာလို့တဲ့တပြောက်ကြောင်နိုင်ငံလေးတွေတော့ပါအောင်ပါအောင်ပေါ့။ညာဆိုရကိစ္စပေါ့။ဟုတ်။ဘာဖြစ်လဲဆိုတော့အတွေ့ကနေပါတဲ့ခါကျတော့ပါမှာပေါ့။တွေ့ကမြင့်တဲ့နိုင်ငံလေးတော့ဒီလိုမျိုးမှုတော့တော့မပါပါဘူး။ဘာဖြစ်လဲ။ဒါကအချင်းကလူပဲမယုံပဲ။ငွေကုန်ချိကြညာယုံပဲ။နော်။ဘလို့ပါအောင်လား။ဒါကတော့မျိုးစောင့်ကြည့်ပါအကောကကျွန်တော်တို့က ်ဝိုင်းပြမငလင်းလုတ်သွားတယ်အဲငလင်းရောတော့တောက်ချောက်လုတ်နေတယ်အဲကျွန်တော်ကအဲ့ဒါပြမပြသူပြောချင်တာပါလဲဆိုတော့ကျွန်တော်မနေ့ကလည်းပါကျွန်တော်ဒီဘောမှာကြည့်တယ်နော်အဲကျွန်တော်တို့ဒီအာဘုလိဝဒဂျူးတော်ဒီမှာကျွန်တော်ကြည့်ကြည့်တယ်ကြည့်ကြည့်တဲ့အခါမှာဖြစ်လာလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်ကနေမှစလုတ်လိုက်တဲ့ငလင်းရောကကျွန်တော်တို့ဂျပန်လူဂျူတီပေါ့နော်အဲ့ဒီကြည့်ဘူးလုတ်ခတ်သွားတယ်ပေါ့လုတ်ခတ်သွားတော့လုတ်ခတ်လဲဆိုတော့နေ့စဉ်ရက်ဆက်ပေါ့နော်အာတနိုင်ငံပြီးတနိုင်ငံပြီးတော့ပင်လယ်ပြင်နော်နေရာပင်လယ်ပြင်နေမှာနေရာတိုင်းလို့လို့ ငလျင်လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်ပေါ့ဆိုတော့ဒီနေ့ထိပါပဲမနေ့ကညထိပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့ဒီကဘာကြီးကဘာလုံးကြီးမှာကျွန်တော်တို့ဒီပြည့်ပြည့်ကျော်ရှိတယ်အာမြန်မာမြန်မာပြည်နေစစ်ဆင်လာခဲ့တဲ့ပြည့်ပြည့်ကျော်ရှိတာကျွန်တော်တို့ဂျပန်မှာဆုံးသွားတယ်ပေါ့ဂျပန်ဂျပန်ဂျပန်ရဲ့ဂျပန်ပြည်နယ်မြန်မာဆုံးသွားတယ်ပေါ့နော်အဲဂျပန်ပြည်နယ်မြန်မာတော့တော်တော်လေးကိုကြီးမားတယ်ပေါ့နော်အဲ့ပြည့်ပြည့်ကျော်ကြီးကတော်တော်လေးလဲပါအဲ့ကွယ်ကြောင်းထတယ်ပေါ့နော်ကျွန်တော်တို့ဒီအာ2000ခုနှစ်ကစားလို့ရှိရင်အခု2025မှာပိုလိုက်ပြီးတော့မှဒီအဲ့ကွယ်ကြောင်းကြီးကပိုကြီးကျယ်လာတယ်ပေါ့ဆိုတော့ အာကျွန်တော်နိုင်ငံမှာအခုဒီလကုန်ထီကတော့ဒီလကုန်ထီကတော့ကျွန်တော်ငလျင်ကျုံးအာကျွန်တော်တို့ကောင်းကောင်းကြီးခံစားအောင်ပဲပေါ့နော်အာဂျိုကြဂျိုကြကျွန်တော်တို့ငလျင်တွေပြန်တက်မှလွတ်ခတ်လာနိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အခုအချိန်ပိုင်းမှာလဲပါအင်အားပြင်းတဲ့ငလျင်က၃ခုလောက်ဆက်တိုက်ပုတ်ပောက်သွားတယ်လေနော်ဆက်တိုက်လွတ်ခတ်သွားတယ်ဂျပန်ဘက်မှာဂျပန်ပင်လယ်ပြင်မှာအင်အားပြင်းတဲ့ငလျင်တွေလွတ်ခတ်သွားတယ်ပြီးတော့ဒီစင်ကာပူကျွန်းတွေမှာကျွန်တော်တို့အင်အားပြင်းတဲ့ငလျင်တွေလွတ်ခတ်သွားတယ်နော် ပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယသမုဒ္ဒရာထဲမှာအင်အားပြင်းနဲ့ငလျင်တွေလွတ်ခတ်သွားတယ်ပေါ့နော်ဒီမိနစ်တနည်းရာဆိုလို့ရှိရင်ဒါတွေကိုကြည့်ချင်းအားပြင်းကျွန်တော်တို့တွေကအာတော်တော်လေးနဲ့ငြိမ်မှာမဟုတ်သေးဘူးပေါ့နော်မြင်းလည်းငလျင်ကဟိုဘက်ကဂျပန်လည်းဆက်ဂျပန်ဒီပြည့်ရီကျော်ကြီးကနှစ်ခုကဆက်လုံနေတဲ့ခါကျကျွန်တော်တို့ပဲအချမ်းပြည့်ရီကျော်ပဲလုတာဟိုဘက်အချမ်းပြည့်ရီကျော်မလုပ်ဘူးနော်ပင်လည်းပဲအချမ်းပြည့်ရီကျော်မလုပ်ဘူးကျွန်တော်တို့ဒီမီအိရိယာရှိတဲ့ဘက်ကအချမ်းပြည့်ရီကျော်လုတာပြည့်ရီကျော်လုတယ်အဲ့ပြည့်ရီကျော်နဲ့ဒီမှာပင်လည်းရီဒီစီးဝင်သွားတယ်ဒါကဘာမြည်တဲ့ဟိုနော်အဲ့တော့ရင် ကဘာမြေမှာဘာတွေဖြစ်အထူးခြားဖြစ်လာနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြေအောက်မှာမြေအောက်မှာကျွန်တော်တို့ဒီမြေတွေကရေတွေဝပြီးတော့မှနွန်းတွေဖြစ်လာနိုင်တယ်ပေါ့နော်နွန်းတွေဖြစ်လာပြီးတော့မှအာနွန်းကျွန်တော်မျိုးတွေဖြစ်လာနိုင်တယ်နောက်တားပြီး heavy ဖြစ်တဲ့ဒီကျွန်တော်တို့ဒီတိုက်တာအဆောက်အဦတွေမြေတွေကိုကျွန်ကြတာတွေဖြစ်လာနိုင်တယ်ပေါ့နော်ငလျင်မလို့ဖက်နဲ့လည်းဖြစ်လာနိုင်တယ်ပေါ့တချို့နေရာတွေမှာနွန်းကန်တွေဖြစ်ပေါ်ပြီးတော့မှပေါက်ထွက်တာမျိုးတွေဖြစ်လာနိုင်တယ်အာတကယ်လို့အဲ့မှာနွန်းကန်တွေဒါတကယ်လို့ဒါပေါ်ပေါက်လာခဲ့မယ်နွန်းတွေတားများလာခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာမြေကြီးရဲ့အထွန်းပိုင်းတွေကကျွန်တော်တို့ဒီမီသိန်းအာလောင်နေတဲ့ ကျောင်းဒီကဘာမြေကြီးအတွမိုင်းထဲမှာလုံကျွမ်းနေတဲ့ကျောင်းဒီတန်ကြီးချော်လိုမျိုးတန်ကြီးချော်ရီလိုမျိုးအားဒီနော်အဲဒါဒီပါပန့်ထွက်လာနိုင်တယ်ဘောနော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီတန်ကြီးချော်တန်ကြီးချော်ရီနဲ့ကျွန်တော်တို့ဒီကဘာမြေတူကြားထဲမှာကဒီမြေလွာကြီးရီရီလူသွားပြီဆိုလို့ရှိရင်ဒါအချိန်မီဒီပြော့ဤလာတဲ့မြေလွာကြားထဲမှာဒီတန်ကြီးချော်ရီကထုတ်ပေါက်လာနိုင်တယ်ဘောနော်အဲအဲ့ဒါလေးတို့အဓိက view site ကိုလို့ပေါ့အဓိကတော့ကျွန်တော်ဒီပြည့်ရောက်ပေါ်မှာကျွန်တော်မြန်မာနိုင်ငံတနိုင်ငံလုံးကရှိနေတာကျွန်တော်နိုင်ငံဆိုလို့ရှိရင်ပြည့်ရောက်ရင်တစ်ခုကြားထဲမှာအာညံ့နေတာပေါ့နော် ကျွန်တော်နိုင်ငံပြည့်ရောင်းကြီးနှစ်ခုနှစ်ခုတော့မဟုတ်ဘူးပြသုံးခုကြားထဲမှာညံ့နေတာပြည့်ရောင်းကြီးသုံးခုကြားထဲမှာကျွန်တော်တို့ကညံ့နေတာတော့ရန်ကိုအန်ဒီအများတယ်ပေါ့နော်ကဘာကြီးကစကားပြောလာတော့လေကျွန်တော်တို့နိုင်ငံအတွက်ကတကယ်လူသားတွေအတွက်ကချမ်းကိုအန်ဒီအများလာတဲ့ညီထမ်းမျိုးမှာရောက်နေရပါဘူးဆိုတော့ဒီထားစီချင်ပါတယ်ဒီဟာဒီဒီလနော်ဒီလမကုတ်မချင်းတော့ကျွန်တော်ဒီထားဒီထားစီချင်တယ်ဘာဖြစ်လဲငလင်ကျော်ကအနေရကမှာဆက်လှုပ်နေတဲ့ခါကျတော့ကျွန်တော်တို့ညီအီးရတွေကတော်တော်များများကတည်ငြိမ်မှုရှိမှာမဟုတ်ဘူးတည်ငြိမ်မှုရှိရတော့ဟိုနားလည်းလှုပ်လိုက်ဒီနားလည်းလှုပ်နေမှာပါနော် ဲ့တော့ကိုကျွန်တော်ကတော့အာသတိပေးစကားပဲပြောနိုင်တယ်ဗောနော်ကျွန်တော်တို့ကတော့ကိုမောင်ဆိုးတဲ့ကြည့်နေတယ်ဆိုတော့မုံတိုင်းကတော့အခုဒီ24နှစ်တိုင်းတွန်းမှာမြန်မာနော်မြန်မာပြည်ရခိုင်ရခိုင်ရခိုင်ပြည်နယ်ကနေစတဲ့မှာဝင်လာနေတယ်ဗောဘယ်လိုဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်ရခိုင်ကနေပြီးတော့မှကျွန်တော်တို့ဒီစကိုင်းတိုင်းကျွန်တော်တို့ဒီကလေး နော်ရဟန်းအာဒီမုန်တိုင်းရဲ့ဘုံချစ်တွေကျွန်တော်ပြောမယ်ဆိုလို့ရှိရင်မုန်တိုင်းရဲ့ဘုံချစ်တွေကရခိုင်စစ်တွေရနေပြီးတော့မှတခါလေတောက်လျှောက်ပေါ်တော့ဘုံချစ်ထိလာမယ်ဘုံချစ်ထိလာပြီးတော့မှကျွန်တော်ရွေ့မယ်ဗျဘယ်ရွေ့မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်မြောက်အဲအာအရှိမြောက်စူးတဲ့တဲ့လေးကိုကျွန်တော်ရွေ့လာမယ်ဒီကွာကျွန်တော်တို့ဒီဘင်္ဂလားပင်လယ်အောင်မှာရှိနေတယ်ဘင်္ဂလားပင်လယ်ကိုဒီရခိုင်ကမ်းရိုးထဲမှာတည်နေပြီပေါ့နော်ဆိုတော့အဲရခိုင်စစ်တွေရနေပြီးတော့မှကျွန်တော်တို့တခါလေကျွန်တော်တို့အာရွေ့လာမယ်ဆိုလို့ရှိရင်အနောက်အရှိနောက်အရှိမြောက်အရှိမြောက်စူးစူးကိုမုန်တိုင်းရွေ့ဖို့အလားအလာရှိတယ်ပေါ့နော်အရှိမြောက်စူးစူးရွေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကယ်လို့အာ မုံထဲကတက်တက်နဲ့ဖြတ်မယ်ဆိုလို့ရှိရင်ကလေးဒေတာတွေကျွန်တော်တို့ထိနိုင်တယ်ပေါ့နော်ဂန်ကောကလေးဒေတာတွေတောက်လျှောက်ထိနိုင်တယ်ပေါ့ဂန်ကောကလေးဒေတာဟုံးလင်းဒေတာတွေကျွန်တော်တို့ထိနိုင်နိုင်တယ်ဒါတွေကဘူဂျက်တွေပေါ့နော်ကျွန်တော်တို့တကယ်လို့ကလေးဒေတာဘက်ကိုမုံဝင်မဲနဲ့အဲ့ကလေးဒေတာမှာရှိနေတဲ့တောင်တန်းတွေပေါ့နော်ဒီရခိုင်ရိုးမတောင်တန်းတို့ဒီချင်းရိုးမတောင်တန်းတို့နော်အဲ့မှာဝေဘူးဝေပါတို့တွေပေါ့နော်အဲ့ဒါတွေကကာပါပြထားလို့များတွေ့ဖယ်ပြီးတော့မှအရှိတ်ကိုရွှေ့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တေချာပါတယ်ပြီးခဲ့တဲ့နာကတ်ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်เนาะအဲ့ဒါလေးကိုသတိထားဖို့လိုပါတယ်เนาะအဲ့ဒါလေးသတိထားဖို့လိုတယ်ဆိုတော့နာကတ်ပုံစံမျိုးဖြစ်သွားနိုင်တယ်သတိဥဒ္ဒေနဲ့နေကြပါအာ ိုးဆိုတာကစက်ကောင်စီကစောက်သုံးမကြတဲ့ခါကျတော့မူလဝဒလည်းပါအချင်းနဲ့တပြည်ညီတူတင်ကြညာပေးနိုင်မှာမဟုတ်ဘူးအဲ့ဒါတွေကစောက်ပြဒနာပဲဆိုတော့အာကျွန်တော်တို့ကျွန်တော်တို့ Facebook မှာနေ့စဉ်နဲ့ကျွန်တော်နေ့စဉ်ကြည့်တိုင်းမှာကျွန်တော်တို့တင်ပြပေးထားတယ်ပေါ့နော်အာဆိုတော့အခုလောလောဆယ်ကတော့ကျွန်တော်ဒါမူတိုင်းသတင်းကိုကျွန်တော်ပြောနိုင်တာတခုကတော့မူတိုင်းကဒီ24နှစ်ရည်တုန်းကမြန်မာကမ်းလွန်ပြင်ကိုဝင်ရောက်တိုက်ခိုက်မှာဖြစ်ပါတယ်နော်ဝင်ရောက်တိုက်ခိုက်မှာဖြစ်ပါတယ်တကယ်လို့လမ်းကြောင်းလွဲသွားခဲ့လို့ရှိရင်တော့မြန်မာနိုင်ငံနဲ့ကိုမဝင်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ဒီအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကိုဥတီတူသွားနိုင်တာပေါ့ဒါပေမဲ့တေချာတာတခုကတော့ ကျွန်တော်ခံမှန်းတာမလို့ဆိုလို့ရှင်တော့မြန်မာပြည်ကံယူတဲ့ဝင်ဝင်ဆောက်မှာတော့တေးကြတယ်ရခိုင်မှာတော့လုံးဝအထိနာမယ်ပေါ့နော်ဘူချက်ကြတဲ့ခါကျတော့ရခိုင်အထိနာမယ်ကျွန်တော်တို့ဒီဂန်ကောနော်ဂန်ကောနယ်ကြီးကျွန်တော်တို့အထိနာမယ်ပခုတ်ကူဂန်ကောနယ်ကြီးကျွန်တော်တို့အထိနာမယ်ဗျပြီးတော့ကျွန်တော်တို့ဒီကလေးတွေတကလေးနယ်တွေအထိနာမယ်ကလေးဝါတွေအထိနာမယ်ကျွန်တော်တို့အာပြီးတော့ကျွန်တော်တို့ဒီ homeland ဘက်တွေအထိနာမယ်ကျွန်တော်တို့တောက်လျှောက်ပေါ့နော် homeland နဲ့ကျွန်တော်တို့ဒီအာမဟာမြိုင်တော့ကနေဖြတ်ရှာသွားမှာဖြတ်ဖြတ်လျှောက်သွားမှာဆိုတော့လေနော်အာအထိနာမယ်ပေါ့နော်တောက်လျှောက်ဘက်ကိုအရှိမြောက်စုတက်တယ်ကိုတောက်လျှောက်ဖြတ်ချသွားမှာဆိုတော့အထိနာနိုင်တယ်ပေါ့ဒါတွေကဆိုတော့ သတိဝိရနဲ့ရှိစီခြင်းတယ်ပေါ့နော်။ကြားအောင်ကျေးဇူးတင်ပါတယ်ဗျာ။